လိုမင်္ဂလာပါဗျာ။ခရယာလပိုင်အေဂျင်များနဲ့ခန္ဓာဆိုရုပ်ရှိလာကြပါလို့ဘုန်းကြီးအကြီးအကြီးများဆရာကြီးဆရာမကြီးများဒီဘက်ပြည်သူများကျောင်းအားကျောင်းသူများနဲ့ခဲခဲအဖက်ပေးတဲ့နိုင်လူကြီးအားလုံးခရယာလူခစိတ်ဓာတ်လူခစဖြာသောလူခနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ကပထမဦးစွာနှုတ်ခွန်းတရားအထမရမြတ် ကျွန်တော်ကတော့ဇိုင်းတိုင်းနေသားကြီးမုံရခရရင်မုံရမျိုးအခြေခံပညာလေလံကျောင်းဝဲဒေရီကျောင်းမှာပညာသင်ကြားနေသော great mind ကျောင်းသားလေးမောင်လျံဘောအောင်ပဲဖြစ်ပါရဲ့ခင်ဗျာကျွန်တော်ယခုပါဝင်ရှင်ပြန်ရမယ့်ပုံမြင်လေးရဲ့အမိကတော့လက်ညှိုးမကောင်းလက်ညှိုးဖြတ်လို့ဒီရဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ခင်ဗျာအားလုံးပဲနားလည်ကြပါစေပြီးတော့ပါခင်ဗျာလေးတို့ရေးရှိရသွင်းနေကိုပြန်ပြောပြရမယ်ဆိုရင်မြန်မာနိုင်ငံအတွင်းမှာပဲသူပြည်နဲ့သူတည်နေဥပဒေရဲ့အခိုင်ရှိခဲ့တာပေါ့ကွယ် ခန္ဓာဝေဒီရခိုင်အင်းဝတကောစသည်ဖြင့်ပေါ့ကွယ်အဲဒီလိုကိုတိုင်းမိနဲ့ကိုအုပ်ချုပ်တဲ့အခါကရခိုင်မိနဲ့နောင်ကျက်မျိုးတော်မှာလဲမင်းဘီရခိုင်ကြီးမင်းကြီးတို့မြည်ရတဲ့မင်းကြီးတပတ်အုပ်ချုပ်နေတဲ့ကွယ်ရခိုင်ကြီးမင်းကြီးကလွန်လျာဖြောင်းခဲ့တဲ့မင်းတို့လဲတိုင်းပြည်တစ်ဖက်မှာကြော်ကြရတဲ့ကွယ်အဲဒီလိုပဲမြန်မာတက္ကရာပြောပြရမယ်ဆိုရင်မြန်မာတက္ကရာ600 640ခုနှစ်လို့ဆိုကြပါတယ် ဘေးနဲ့တကွာမိကြီးများနဲ့အမကြီးများဟာကွန်ရစာကွန်ရစာတာကိုရန်နေတတ်ကြတယ်ကွယ်အဲဒါကြောင့်လဲကွန်စာပြီးလက်မပေးချင်နေတဲ့ထုံးလေးကိုနန်းနှွေးမှရှိရဲ့နောက်နောက်လိုက်မှာအမှုမမဲနဲ့တုတ်လေးရှိကြတာပေါ့ကွယ်ဒါကြောင့်မို့လို့လားတော့မသိပါဘူးရဖိုင်လူလေးတွေရဲ့နှကန်းကရဲနေတာလို့ပြောတတ်ပါဦးနော်အဲဒီလိုအဲဒီလိုပဲဘေးနဲ့တကွာနန်းတော်သူနန်းတော်သားတွေကကွန်ကိုအရင်ကြိုက်ရတော့ ်ကွန်ထားခဲ့တဲ့လက်မပေးတဲ့နေရဲ့ထုံးတွေကိုနန်းတော်တိုင်းမှာတုတ်လိုက်ကြတာပေါ့ကွယ်အဲ့လိုပဲရပောင်းများလာကြတာတော့နန်းတော်တိုင်းမှာထုံးတွေများလာတဲ့အခါဘင်းကမင်းမကောင်းရှင်ကောင်းဖြစ်နေတဲ့နန်းတော်တိုင်းကြောင့်ဆင်းရဲလာရတာပေါ့ကွယ်ဒါကြောင့်ပဲမိန်းတော်ချမှတ်ရတော့ပေါ့ကွယ်မင်းကြီးကနောက်ကထိုးတိုင်းမှာထုံးတော့ကထုံးတော့သူကြီးလက်ချောင်းကိုဖျက်စေလို့တစ်ချက်လုံးနဲ့ပြောလိုက်တယ်ချလိုက်တယ်ကွယ်အဲ့ဒီမှာပဲ နန်းတော်သူနန်းတော်နန်းတော်သူနန်းတော်သားတွေကထုံးရတွေကိုရေပတ်တဲ့ရေပြောင်းဖြတ်လိုက်ကြတာပေါ့ကွယ်အဲဒီလိုပဲဘီရင်အမိန့်ချပြီးနောက်တစ်ရက်မှာပဲဘီရင်ကြီးမင်းကြီးကိုယ်တိုင်ကွန်ဆာတရဲကွယ်အဲမှာခိုင်းလို့ထုံးတဲ့အတိုင်းလက်မပေးချင်ရဲ့ထုံးတွေကိုနေရာတိုင်းမှာတုတ်လိုက်တာပေါ့ကွယ်အဲဒါကိုအမကြီးတယောက်ကမြင်တွေ့သွားပါရောမြင်တွေ့သွားတော့ဘယ်ချင်းဘယ်နှစ်ရည်ဘယ်ရက်မဲ့ဆိုတာကိုအတိအကျမှတ်ထားလိုက်တဲ့ကွယ် 老些妈辈，平日干，你来干过，平日你来干过，哪里是妈辈？成都不要面子了吧？哟 <music>，哪个说了没脱下吧？你呢？成都在这讲了，没脱在成都来抢我片子。人家没讲人家，人家那都得，人家不都叫来这过？哎妈，平日干干，对嘛？吃的，买的，不买对呀？都了了，还了了，成都嘛不弄个鸟个来过？哎妈喂，到人家嘛？ ရေးမှတ်ထားတဲ့အမှတ်ကြီးကရှင်မင်းကြီးရေးမှတ်ထားတဲ့သူကိုသူသိပါလေဘယ်ချိန်ဘယ်နှစ်နာရီဘယ်ရက်မှဆိုတာကိုကြည့်ကြည့်ကြကြောပြလိုက်တဲ့ကွယ်ဒါပေမဲ့ဘယ်သူဘယ်ဝဆိုတာကိုတော့ခြံဖြစ်ထားခဲ့ရတဲ့ကွယ်အဲ့မှာမင်းကြီးကမကြီးတင်းတင်းမြတ်မှုဒီမှန်ကန်ပါပဲတိကျပါပဲဒါကြောင့်မလို့ဘယ်သူဘဝဆိုတာငါကိုယ်တော်မြတ်ကိုပြောပါလို့ပြောလိုက်တဲ့ကွယ်အဲ့မှာမကြီးကလည်း ောင်းပြောပြပြပါမယ်။ဒါပေမဲ့ထုံးထုံးသူတီဒီလူသူဦးတယောက်မှမဟုတ်ပါ။အရှင်မင်းကြီးကိုရိုင်းဖြစ်ပါလေဖျားလို့မေးလိုက်ပြောလိုက်တယ်ကွ။အဲ့မှာပဲဘင်းကြီးကလည်းတခုလုံးနဲ့အကြတမ်းမှမကြရအောင်တိတ်ဆိတ်နေရပေါ့ကွ။အဲ့ဒီဒီအချိန်မှာဘင်းကလည်းတော်တန်ကြောင်စဉ်းစားလိုက်တယ်ကွ။ သူကိုရင်းစားခြင်းပြီးဒီကိုရင်းစားခြင်းပြီးလက်မပေးခြင်းရဲ့ဘုံကိုအမှတ်မဲ့ပဲနန်းတော်လိုက်မှာတုံးလိုက်တာကိုအမှတ်ပြန်ရသွားတဲ့ွယ်အဲ့ဒါကြောင့်ပဲသူ့ရဲ့အဖြစ်ကိုကြည့်ပြီးတန်လျက်ကိုဆွဲကကြည့်ထားကြလက်ညိုးကောင်းလက်ညိုးပဲလို့ပြောပြီးသူ့ရဲ့လက်ညိုးကိုသူကိုယ်နဲ့ခုပိုင်းဖြစ်လိုက်တဲ့ွယ်ပုံမြင်ရတော့လည်းပါပဲကွယ်။ဤအရွယ်ပုံမြင်လေးကိုမှတ်သားပြီးမဖိုင်မင်းကြီးလိုကို့အဖြစ်ကိုရေရွဝင့်စီရင်တဲ့ခေါင်းဆောင်တယောက်ဖြစ်အောင်နေထိုင်မှလုံမှကြရင် ပုံမြင်လေးကိုညီကုန်းချောပါခင်ဗျာအားလုံးရေးသူတွေပါခင်ဗျာ